င်ကာပူနိုင်ငံမယ်ရီနာဘေးဟိုတယ်55လမှာယနေ့နေ့လည်း3:40မိနစ်လောက်မှာမိလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ MBS မိလောင်မှုဖြစ်ပွားတာမှာအဝေးကနေတင်မော်ကြီးဥပိုင်းမှာမြေကုန်းငွေတွေထွက်နေသလိုမြင်တွေ့ခဲ့ရတာပါ။ဟိုတယ်55ထပ်မှာပလတ်စတစ်ဂျမ်းတွေမိလောင်ခဲ့ရတာဖြစ်ပြီးဟိုတယ်ဝန်ထမ်းများကမိသက်ကမရောက်ခင်မှာရေပိုက်ကောင်းတဲ့မိသိမိငိမ့်တက်နိုင်ခဲ့ပါတယ်။မိလောင်မှုဟာတင်းခဲ့ပြီးဟိုတယ်ဧည့်သည်တွေမဝင်ရောက်နိုင်တဲ့နေရာဖြစ်လို့ဟိုတယ်ဧည့်သည်တွေ မဝင်ရောက်နိုင်တဲ့နေရာဖြစ်တယ်လို့ဆိုပါရယ်ပုံတစ်ခုမှာတော့55ထက်အပေါ်ဆုံးမှာမိတောက်ကိုတေးချလေးမြင်နိုင်ပါရယ်မိလောင်မှုစတင်ဖြစ်ပေါ်တဲ့အဲ့ဒီနေရာဟာအနီနာကဝရိဆိုနေရာကနေစတင်မိလောင်ခဲ့တယ်လို့သိရပါရယ်2030မှာတော့စတင်ဖွင့်လှစ်ခဲ့တဲ့မရီနာဘေးဟိုတယ်ဟာ55ထက်ရှိပြီးဟိုတယ်တရှိရာ MSB တာဝါကြီး3ခု58ထက်စီရှိပါရယ် ျွန်တော်တို့အဝေးကနေမြင်တွေ့ရတဲ့အသင်းမော်ကြီးလိုမျိုးစားတောက်ဆိုင်တွေရဲ့ Sky Park ရှိတဲ့နေရာတွေဟာ58ထက်အမြင့်ဆုံးနေရာတွေပဲဖြစ်ပါတယ်။ MSB တာဝါကြီး3ခုပေါင်းအခါမောင်2500ကျော်ရှိပြီးအောက်ထပ်နေမြောက်အလွာမှာတော့ဇင်ခပစ္စည်းတွေရောင်းတဲ့အဆင့်မြင့် shopping mall တွေရှိပါတယ်။ MSB ကဈေးကြီးပေမဲ့လည်းအောင်မြင်တဲ့အတွက်အနည်းနာမှာပဲအခုလိုမျိုး58ထက်တာဝါတော်ကြီးကိုတည်ဆောက်နိုင်ခဲ့တာပါ။အခုလိုမျိုးအထက်ပေါင်း60နီးပါးလောက်ရှိပြီး အခမ်းအနား2500ကျော်ရှိတဲ့အဆောက်အဦတာဝါကြီးရဲ့အထက်မြင့်နေရာတွေမှာမိလမိုးဖြစ်ရင်တော့အလင်းမြန်ငင်းတက်နံမှုလိုပါတယ်။တကူကူဆိုရင်တော့ Sky Bar နဲ့ Hotel Tower ကြီးမှာရှိတဲ့အခန်းတွေရဲ့ Airdrie ဟာအောက်ကိုဆင်းဖို့မလွယ်ကူပါဘူး။နောက်ပြီးဝရင်စောတဲ့နေရာမှာလည်းတည်တည်ချာချာလေးကိုလိုက်နာဖို့လိုပြီးမိဘွားကနေတဆင်မိမလောင်စေဖို့အတွက်တည်ချာလေးကိုဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ Hotel Tower ကြီးတစ်ခုလုံး မီးလောင်သွားဖို့ဆိုတော့မဖြစ်နိုင်ပေမဲ့အရင်ပိုချင်းတွေကနေထွက်ပြင်းရင်တော့တစုံတဦးကအကြီးကျယ်ထိခိုက်သွားနိုင်တဲ့ case မျိုးဖြစ်တာကြောင့်သတိထားဖို့လိုအပ်တယ်လို့ထိုင်းနိုင်ငံဝန်ကြီးကယခုလိုမျိုးအမိန့်ပေးလာခဲ့ပါတယ်။စင်ကာပူနိုင်ငံ Marina Bay Hotel 55လမှာယနေ့နေ့လည်း3:40မိနစ်လောက်မှာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ MBS မီးလောင်မှုဖြစ်ပွားတာမှာအဝေးကနေတင်မော်ကြီးဥပိုင်းမှာမိခုံငွေတွေထွက်နေတယ်လို့မြင်တွေ့ခဲ့ရတာပါ။ Hotel 55ထပ်မှာ plastic ကြမ်းတွေ မိလောင်ခဲ့ရတာဖြစ်ပြီးဟိုတယ်ဝန်ထမ်းများကမိသက်ကမရောက်ခင်မှာရေပက်ကောင်းတဲ့မိသိမိငိမ့်တက်နိုင်ခဲ့ပါတယ်။မိလောင်မှုဟာတင်းခဲ့ပြီးဟိုတယ်ဧည့်သည်တွေမဝင်ရောက်နိုင်တဲ့နေရာဖြစ်လို့ဟိုတယ်ဧည့်သည်တွေမဝင်ရောက်နိုင်တဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်။ပုံတစ်ခုမှာတော့55ထက်အပေါ်ဆုံးမှာမိတော့ကိုတေးစားလေးမြင်နိုင်ပါတယ်။မိလောင်မှုစတင်ဖြစ်ပေါ်တဲ့အဲ့ဒီနေရာဟာအနီနာကဝရိဆိုနေရာကနေစတင်မိလောင်ခဲ့တယ်လို့သိရပါတယ်။၂၀၁၀မှာတော့စတင်ဖွင့်လှစ်ခဲ့တဲ့ Marina Bay Hotel ဟာ 55ထက်ရှိပြီးဟိုတယ်တရှိရာ MSB တာဝါကြီး3ခု58ထက်စီရှိပါတယ်ကျွန်တော်တို့အဝေးကနေမြင်